ဟယ်လိုဟုတ်ကဲ့ဟယ်လိုပဲမင်္ဂလာပါเนาะအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ကျွန်တော်ကြောင်းသူလေးတယောက်ပေါ့เนาะဒီသူတို့ online ဖြည့်တာပေါ့เนาะ ready test ဖြည့်တာပေါ့เนาะအဲ့တော့ ready test ဖြည့်တဲ့နေရာမှာသူဒီပုံစံလေးမရခဲ့လို့ကျွန်တော်မေးတာပေါ့เนาะအဲ့ဒီပုံစံလေးဒါတော့ work problem problem လေးပါเนาะ work problem လေးကတိတ်မခတ်ပါဘူးတိတ်ခတ်ခဲ့ခဲ့မဟုတ်ပါဘူးဒါပေမဲ့ဟိုပုံမှန်ပြဆိုကျွန်တော်တို့မြင်တွေ့နေကြပုံစံမျိုးလေးမဟုတ်ဘဲနဲ့သူနည်းနည်းလေးစာသားလေးကိုပြောင်းမေးတဲ့သဘောပေါ့เนาะโอเคကြည့်ကြည့်အောင်ကျွန်တော်တို့ဘာပြထားလဲဆိုတော့ Justin is exchanging dollar for the rules of quarter and rules of dims at a band လို့ပြောရနော်အဲ့တော့ Justin က band တစ်ခုမှာသူကဘာလဲနေတာတော့ဆိုတော့ဒေါ်လာနဲ့ဘာနဲ့လဲရအောင်ဆိုတော့ rules of quarter သူအနေ rules of dims နဲ့လဲနေတယ်အဲ့တော့ rules of quarter ဆိုတာဘာပြောတော့ quarter ဆိုတော့တော်တော်များသိပါတယ် quarter ဆိုတာကျွန်တော်25ပြားစီကိုပြောတာနော်25ပြားစီဆိုတော့ကျွန်တော်တို့25 cents cents ပေါ်ဒေါ်လာပြောင်းရင်ကျွန်တော်တို့ဘယ်လောက်ရမလဲ 0.25ဒေါ်လာအဲဒီတိုင်းပဲ dim ဆိုတာဒီဘယ်လောက်စမ်းတော့10 cent 10 cent ဆိုတော့ဒေါ်လာပြောင်းတော့0.10ဒေါ်လာ100နဲ့စားတာပေါ့နော်အဲ့တော့25ကို100နဲ့စား10ကို100နဲ့စားโอเคအဲ့လောက်ဒေါ်လာရှိရဲ့ကောင်းလေ rule ဆိုတာကကျွန်တော်တို့သိပါ rule ဆိုတဲ့သဘောတရားပါပြောရတော့ကျွန်တော်တို့ကဘာပြင်းပြင်းကြတော့ဆိုတော့ဟာလာ sushi rule ဆိုပါတော့သိကြရတယ်နော်အဲ့တော့ sushi ဆိုရင်လေ sushi လိုမျိုးလေဟာလာအဲ့ဘာလို့ဒီ အချောင်းကြီးပေါ့နော်ဆလင်နာပုံစံအချောင်းကြီးပေါ့နော်အဲ့ဒါမျိုးဘာလို့ခေါ်တာ rose လို့ခေါ်တာအဲ့ဒါပြောချင်တဲ့သဘောတရားဆိုတော့အကျွေးစီးသူကဒေါ်လာပတ်စံနဲ့ဘာနဲ့လဲရတာအကျွေးစီးနဲ့ဘာမှတော့လဲတာအဲ့တော့ဘန်တွေကသဘောတရားအကျွေးစီးကိုကျွန်တော်တို့ကတစ်စိချင်းဘယ်သူမှထုတ်မရေတော့ဘူးသူတို့ဒီဘာလို့လာတာတော့အဲ့လားဥမာထားပါထားပါတော့နော် ဟလာဒီ rose တို့တို့မှာအကျွေးစီပနေစီရှိလေမပြောတတ်ဘူးဗျထားပါတော့အစဲစီ၄၀စဲစီ၅၅စီ၅၅စီအစစ်တရားပြီးအစစ်တရားပေါ့နော်အဲ့လိုလေးပါလို့ထားတော့စီထားတဲ့ဟလာဒီလိုမျိုးစက်ကူဘူးလေးတွေမှာထည့်ပြီးစီထားတာပေါ့နော်အကျွေးစီလေးတွေထည့်ပြီးတော့ဒီလိုမျိုးတန်းစီပြီးထည့်ထားတာပေါ့အဲ့ဒါမျိုးပါလို့ခေါ်တော့ rose လို့ခေါ်တာအဲ့တော့ဒီနေ့ပြင်မယ်ဆိုရင် rose or quarter ဆိုတာဒီ25ပြားတဲ့အကျွေးစီလေးတွေထည့်ပြီးရပါလို့ထားတာတော့စီထားတဲ့စက်ကူ box လေးကိုပြောနေတဲ့သဘောပေါ့အဲ့လိုပဲ games rose rose or games ဆိုတာပြောတာတော့ ဆယ်ပြားစီအကျွေးစီကြီးတွေထည့်ပြီးတော့ပြောထားတော့စီထားတဲ့ဘာလို့ပြောရတော့ဒီအဲစကူဘူးလေးကိုပြောတာပေါ့အဲ့လိုမှတ်ထားလို့ရတယ်ပေါ့နော် Okay each rows of quarter has a value of 10အဲ့ဆိုသူပြောထားတာက quarter ရဲ့ quarter တစ် row ကိုဘယ်လောက်ရှိရုံဆိုတော့10ဒေါ်လာရှိတယ်အဲ့တော့ကျွန်တော်တို့သိထားမှဒီက1 row ဟုတ်လား1 row of quarter ကျူလို့ပဲကျွန်တော်ယူလိုက်မယ်နော်သူရဲ့တန်ဖိုးဒီဘယ်လောက်ရှိရတော့ sorry 1 row of quarter ဒီဘယ်လောက်ရှိရတော့10ဒေါ်လာ အဲ့တော့ပြည့်ကျင်တဲ့တဘောတရားဒါတန်းခံမှန်းကြည့်လို့ရတဲ့အကျွေးစီဘယ်နှစီပါမလို့ဆိုတော့အကျွေးစီအစီ40ပေါ့နော်။ဘာလို့လဲဆိုတော့40ကို1ဒေါ်လာဆိုတော့နော်အကျွေးစီ40ပါတဲ့အကောင်ပေါ့25ပြားစီ40 40ပါတဲ့နော်ဒီဘာတော့စကူဘူးလေးပေါ့။ထားပါတော့အဲ့အကျွေးစီကကျွန်တော်လိုက်ရေးစရာမလိုဘူးဒါ။အဲ့တော့သိရမှာပါပဲသိရပြီတော့1 row or quarter ပေါ့နော်။25ပြားတန်းထည့်ထားတဲ့ဒီဘာတော့ ဒီတစ်သားဘူးပါတော့ sorry sorry စက်ကူဘူးလေးပေါ့နော်အဲ့ဒီစက်ကူဘူးလေးဒီဘလောက်တန်ရှိဘလောက်တန်တော့10ဒေါ်လာတန်တယ်ပေါ့နော်အဲ့တိုင်းပဲသူကဒီနောက်တစ်ခုပြောတာဒါဒီ1 row of ဟလာ dims ကကြတော့ဘလောက်တန်တယ်ပြောတော့5ဒေါ်လာတန်တယ်ဒါဆိုရင်ဟလာဒီ din ပေါ့နော်ဆယ်ပြားစီကြီးလေးထည့်ထားတယ်ဆယ်ပြားစီကြီးလေးထည့်ထားတယ်နောက်စက်ကူဘူးလေးဒီဘလောက်တန်တော့ဆိုတော့5ဒေါ်လာတန်တယ်ဒါပဲအဲ့တော့သူလိုချင်တာဒီဘာပြောလို့ဘာပြောကြတော့စွတ်စွတ်ပေါင်းသူကဘာတော့ တ်ဆန်လဲရတာဘယ်လောက်လဲရတာတော့စုစုပေါင်းပတ်ဆန်ကဒေါ်လာ60ဘူးလဲလိုက်တယ်အဲ rose ကဘယ်နှ row ရတယ်ပြောတော့70 row ရတယ်အဲစုစုပေါင်းပေါ့နော်နှစ်ခုသလုံးဒီနှစ်ခု rose နှစ်ခုပေါင်းရင်ဘယ်လောက်တော့70ခုရတယ်လို့ပြောတယ်အဲ့ဒါဆိုရင်သူကပြောချင်တာက how many each type of the rose or wine this is recipe ပြောချင်တဲ့သဘောတရားကဟာလာဒီ25ပြားစီပါတယ်ဇက်ကူဘူးဘယ်နှ row ရတော့ဒီ10ပြားစီပါတယ်ဇက်ကူဘူး ဘယ်နှဘူးရလဲလို့မေးတာလေးနော်အဲ့တော့ရှင်းရှင်းလေးပြောလေးနော်ကျွန်တော်မေးတာကိုမတိကိန်းထားလိုက်ပေါ့လက်ထားလိုက်မယ် h လို့ကျွန်တော်ထားလိုက်မယ် h equal to ပါထားလိုက်မယ်တော့ numbers of row ပေါ့နော် rows of ပါထားလိုက်မယ်တော့ quarter ပေါ့နော် q လို့ပဲကျွန်တော်ရေးလိုက်တော့မယ်အဲ y ကိုကျွန်တော်ကျွန်တော်ပါထားမလို့ numbers of rows of ဘာဖြစ်မလို့ din ပေါ့အဲ့တော့သူပြောထားလေဒီဒီမှာပြောထားလေဟလားဒီစုစုပေါင်းလို့ဘယ်နှလို့လို့ပြောတော့7ရိုးလို့ပြောပြီးသားဒါကြောင့်မလို့ကျွန်တော်တို့အဲ့7ကိုရဖို့ရအတွက်ဆိုရင်ဟလား row ဘာလို့ quarter ရဲ့ rows အရေးအတွက်ရဲ့ dims ရဲ့ row အရေးအတွက်ရဲ့နှစ်ခုပေါင်းရင် rows နဲ့ rows နဲ့ပေါင်းရင် 11 rows unit ကိုကြည့်လိုက်လည်းရရယ်နော်ဒီမှာ8ရဲ့ unit က rows 1ရဲ့ unit ကလည်း rows အဲ့တော့လိုချင်တာ11 rows ကိုလိုချင်နေဆိုရင်ဘာနဲ့ဘာနဲ့ပေါင်းလို့ rows နဲ့ rows နဲ့ပေါင်း8နဲ့1နဲ့ပေါင်းရင်11ရရယ်ပေါ့ဟုတ်ပြီနောက်တစ်ခု data total တူကစုစုပေါင်းဘယ်လောက်လို့ပြောတော့60ဒေါ်လာ အဲ့တော့အဲ့60ဒေါ်လာကိုရဖို့ရတော့ဆိုချိန်တည်တယ်ကျွန်တော်တို့ကလည်းဗာနဲ့ပေါအောင်ပါတော့ဒေါ်လာနဲ့ဒေါ်လာနဲ့ပေါအောင်ပါအဲ့တော့ဒီမှာရှိတဲ့ဒေါ်လာကပါတော့ rose cake ဒီပါတော့ quarter ရဲ့ rose rose ကိုဘယ်လောက်ရှိရ10ဒေါ်လာအခုက banana rose ကို8 rose ဒါကြောင့်မို့ကျွန်တော်တို့ကလည်းမြောက် 8s နဲ့မြောက်ထန်းနဲ့ 8s နဲ့မြောက်ဟုတ်လားဘယ်လိုပြောပြမလဲဆိုတော့ဥမာအဖြစ်စဉ်းစားကြည့်လိုက်ပါတော့တော် rose ကို10ဒေါ်လာဥမာကျွန်တော်တို့က5 rose ဆိုရင်ဒေါ်လာ50ဘာလို့တက်တာတော့5နဲ့မြောက်လိုက်တာတော် rose ကို10ဒေါ်လာ10 rose ဆိုရင်100 လို့တက်တာတော့30နဲ့30နဲ့မြောက်လိုက်တာ10ရိုးကို30 10ရိုးရှိရင်30နဲ့မြောက်5ရိုးရှိရင်5နဲ့မြောက်6ရိုးရှိရင်6နဲ့မြောက်အဲအဲ့ဒါဆိုရင်အခုဒီမှာဘယ်နှရိုးလို့ပြောတော့8ရိုးမလို့ကျွန်တော်ဘာတမ်းမြောက်တာ8နဲ့မြောက်တာဒီတိုင်းပဲနောက်တစ်ခုကလေ10ရိုးကို5ဒေါ်လာတန်တယ် Y ရိုးမလို့ကျွန်တော်ဘာနဲ့မြောက်တော့ Y နဲ့မြောက်တယ်ဒါဆိုကျွန်တော် equation နှစ်ကြောင်းရပြီအဲ့ဒီ equation နှစ်ကြောင်းကိုရှင်းလိုက်ရင်ကျွန်တော်လိုချင်တဲ့အဖြေရပြီပေါ့အဲ့တော့ကျွန်တော်ဘယ်လိုရှင်းမလို့ equation 1ကိုကျွန်တော်9နဲ့မြောက်လိုက်မယ် 5y sorry 5a plus 5y equal to 11အဲ့တော့ equation 2ကိုတော့1နဲ့ပဲမြောက်တော့မယ် 10a plus 5y equal to 90အဲ့တော့ y နဲ့ y နဲ့ကြည့်ကျင်တာဖြစ်တဲ့အကြောင်းကျွန်တော်လက္ခဏာပြောင်းဝင်มาရမယ်လက္ခဏာပြောင်းတယ်အဲ့တော့30တွေကနေ5ကိုနှုတ်တော့ဘယ်လောက်ကျန်မလို့ minus 5x ကျန်မယ် 5y 5y ကိုကြည့်သွားမယ်ဒီဘက်က minus ဘယ်လောက်ကျန်မလို့9အဲရှိသလားရှိသလားနဲ့ဆိုတော့ခွန်နဲ့90နဲ့ ကိုအော်တကူမြလွှဲနေသလားโอเคလွှဲတာပေါ့เนาะ9နဲ့မြောက်တယ်မှာစတင်9လေးဘယ်လောက်ဖြစ်ကြမလို့55ကျွန်တော်နောက်ကိုမြောက်ကိုပြန်ခဲ့တယ်နော်55 sorry ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ55နှုတ်တော့ဘယ်လောက်ကျင်မလို့ minus 35ကျင်မယ်ဒါဆိုရင် minus minus ကြီးသွားမယ် x ကိုလိုချင်ရင်85လေး35ဆိုတော့ x တန်ဘူက9အဲ့တော့ y တန်ဘူလိုချင်တယ်ဆိုရင်ကျွန်တော်တခြားဒီ equation 1မှာပြန်အစားသွင်းလိုက်ပေါ့เนาะအဲ့တော့ equation 1မှာ x နေရာမှာကျွန်တော်ဘယ်လောက်သွင်းမလို့ 7တွင်မယ် y က y equal to 11ဆိုတော့ y demo ဒီ7တရားနေ9ခုနှုတ်ရင်4ဒါကြောင့်မလို့ကျွန်တော်တို့သိသွားပြီဟာလား quarter ရဲ့ rules ကဘယ်လောက်တော့9 a dim scale rule က4ဒါကြောင့်မလို့ quarter ရဲ့ rules က9 dim ရဲ့ rule က4ဆိုတော့ကျွန်တော်တို့နံပါတ် b လေးကိုဘာလို့ပြရမလို့ရွေးပြရမယ်ပေါ့နော်ရမယ်တော့ကျွန်တော်မျှော်နေပါတယ်နော်အဲ့တော့တိတ်ခက်ခက်ခက်မဟုတ်ပါဘူးမှတ်နေကြရတော့နော်အဲ့တော့ ားလေးလည်းတတိထားပေးဖို့လိုအပ်တယ်ပေါ့နော်ဒါကျွန်တော်တို့ macro hey workbook တို့ဘာတို့မှာဒီလိုပုံစံကသိပြီးမမြင်ရတယ်မြင်ရမြင်ရတာမရှိဘူးပေါ့နော်သူကကြတော့ coin တစ် coin ကြီးစီပဲ millimeter ရှိတာနော်ဒါပေမဲ့ဒီမှာကျတော့ဘာနဲ့မေးလို့ rose နဲ့မေးတယ်နော်ဒါပေမဲ့သဘော